အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာဒီကျွန်တော်ရဲ့ဒီ so, uh, PC mini box ဒီပေါ့နော်ဒီဒီကတော့တဲဖြစ်တယ်ဆိုတော့ Windows 10ပေါ့နော်ကျွန်တော်ဒီ processor က AMD ပေါ့နော် i ကျွန်တော် NT i5 ပေါ့နော်ဆိုတော့ဒီကောင်းသူက system ဝန်ဟတ်ဒစ်ကိုရှာမတွေ့တဲ့ပြဿနာဖြစ်တယ်။အဲကြောင့်မလို့ဒီဟာကိုကျွန်တော်ဝန်တို့ပြန်တင်ဖို့ဝန်တို့ upgrade လုပ်ဖို့ရတဲ့ကျွန်တော်ဒီနေ့နိုင်ပေါ်မှာအဲကျွန်တော် USB ပန်ဒရိုက်တစ်ခုအရင်မလိုက်တော့ဖူရောက်တယ်ပဲနော်။ပြောဆိုတော့ကျွန်တော်ဒီနေ့ဒီ USB ဒီမျိုး USB ပန်ဒရိုက်ထဲမှာ Ubuntu iOS 10.04 oh no sorry i also fine which i blog post လောက်ရတယ်ဆိုတော့ကျွန်တော်တင်ညဝေးပြင်မယ်ဆိုတော့နောက်ဆုံးကျွန်တော်ဒီ usb ကိုကျွန်တော်ရဲ့နောက်ဆုံးကျွန်တော် website ကိုတွန်းမယ်ကျွန်တော်ဒီ usb ပို့လောက်တဲ့ကျွန်တော်အဲ software တစ်ခုပေါ့နော်ခုဒါလေးကို download လုပ်မယ် download လုပ်မယ် link ကိုလည်းကျွန်တော် description မှာ ဗီဒီယိုရဲ့ description မှာချလာပေးမယ်ဆိုတော့ဒါလေးကိုကျွန်တော်ဒီနေ့မှအတောင်းလွယ်လုပ်လိုက်ရအောင်မနော်ဒီနေ့ clip ပြချက်လုပ်ရတယ်ကျွန်တော်တောင်းလွယ်လုပ်လိုက်ရအောင်မယ်ဆိုတော့နောက်တစ်ခုကကျွန်တော် window iso file ဖြစ်ပါတယ်ကျွန်တော် window 10ဖြစ်ဖြစ် window 11ဖြစ်ဖြစ်ပေါ့နော်ကျွန်တော် i iso file ကိုကျွန်တော်တောင်းလွယ်လုပ်မယ်ကျွန်တော်တောင်းလောက်ထားပြီးတာရှိတယ်ဆိုတော့ကျွန်တော်တို့ ISO file ဆိုတူတူမဲ့ဖြစ်ရမှာနော် တခြားဖြစ်နေလို့မရပါဘူးသူ ISO ဖိုင်ဖြစ်နေမှရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တော့ကျွန်တော်က ISO ဖိုင်အတိမဖြစ်နေရမှာနော် sorry မရဘူးအဲ့တော့ဒီ USB pen drive ကိုကျွန်တော်လက်တော့ထဲမှာကွန်ပျူတာထဲမှာထည့်လိုက်မယ်အဲ့ဒါပြဆိုကျွန်တော်ရဲ့ USB ပန်ဒရိုက်ထဲမှာဘာတည်တမ်းမှရှိလို့မရပါဘူးတကယ်လို့ USB ပန်ဒရိုက်ထဲမှာတည်တမ်းရှိဆိုရင်ဒါအရလုံးနောက်တော့တတိလုတ်ပြမှဖြစ်ပါတယ်အဲ့တော့နောက်ပြီးတော့ကျွန်တော်ဒီမှာမကအဲ8ကပဲပေါ့နော်ဒါပေမဲ့သူက75 7.48 GB ပဲရှိပါနော်ဆိုတော့အမှကျွန်တော်တို့ဒီ ISO file ကို post လုပ်မယ်ဆိုတော့ကျွန်တော်အမ် screen recording နဲ့ပဲမပြတော့ကျွန်တော်ပြန်ကင်မရာမပြတော့ဆိုတော့နောက်ဆုံးကျွန်တော်ခုနကတောင်းလို့ဆွဲလာတဲ့အဲ USB download folder မှာတောင်းမယ်ပြန်တီကောင်လေးပါနော် name စီကိုမြင်တောင်းပြမယ် okay ဒီကောင်လေးပါနော် okay အဲ့တော့ ီကောင်လေးကိုရင်ဖို့ဆွမ်းကြတော့ကအာ answer လောက်ရပါမယ် answer လောက်ပြီဆိုဒီကောင် find နိုင်နားဆောင်နော် okay ဒီကောင်ဒီလိုမျိုးကြလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ပါဆက်လုပ်မယ်ဆိုတော့ကျွန်တော်ဒီ ISO file ကိုကျွန်တော်ဒီ USB ထဲကို post လောက်မှာဖြစ်တတ်ကြမှာ ကျွန်တော်ဒီနေ့မှာတစ်ချက်တပြေထားဖို့ကဗာလဲဆိုတော့ဒီကောင်ခဏဖြတ်လိုက်နော်အာကျွန်တော်1 2 is for one line အဲဖတ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ TSPC ကိုတွားမယ်ကျွန်တော်ရဲ့ဒီ main drive က C drive ဖြစ်နေလိမ့်မယ်နော်ဒီနောက်ဆုံး drive ကအဲနောက်ထပ်ဒုတိယက D drive ဖြစ်နေလိမ့်မယ်ကျွန်တော်ဒီ drive က USB ပိုင်းဖိုင်ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်လို့ရှင် drive ကျွန်တော်သူက C drive ထဲကိုတော့မဝင်နိုင်ဘူးเนาะသူက automatic သူက CD drive ထဲကိုရောက်နေလိမ့်မယ်ဆိုတော့နောက်ထပ် USB ပိုင်း drive ဖြစ်နေမယ်ရှိနေတယ်ဆိုလို့ရှင်သူတို့ကဒီနေ့မှာ select ပေးစရာနေရာရှိလိမ့်မယ်ဆိုတော့ခုကသူက select ပေးစရာမရှိဘူးသူက D drive ထဲကိုတန်းရောက်ရောเนาะဒီ drive ထဲကိုတန်းရောက်တယ်အဲ့တော့ဒါဆို ရဲ့တန်ရောက်တယ်အဲ့တော့ ISO file တော့ပြော select ပေးဖို့ရတော့ကျွန်တော် detail ချက်နိုင်မယ်။ပြန်ကျွန်တော်က ISO file က desktop မှာရှိတဲ့ကြောင့်မို့ desktop မှာပေါ့။ပြီးရင်ဆိုရင်ခုနကျွန်တော်ပြခဲ့တဲ့ ISO file နော်။ဒီကျွန်တော်ရဲ့ ISO file ဒီကောင်ကို select မှတ်မယ်။ပြီးရင် open လုပ်မယ်။ Okay ။ Okay တာဆန်သူကဒီနေရာမှာဒီမျိုးလာပြလိုက်မယ်။ ISO file package name ကဒီမှာဘာမှလုပ်ဆရာမလုပ်ဘူးကျွန်တော်ဒီကောင်နာမည်ပြောင်းလို့ရတယ်ကျွန်တော်ကတော့ပြောင်းမရဘူးနော်ဆိုတော့အဲဘာပြီးလို့ရှိရင်ကျွန်တော်ကဆက်လုပ်မယ်ဆိုတော့အားကျွန်တော်ဒီတန်းမှာချက်လိုက်ကြည့်မယ်ဒါပြောင်းဆရာမလို့ default အတိုင်းပဲ USB ဖြစ်တယ်ပြီးရင်ဂျွန်ဒီကောင်လည်းဂိမ်းထားလိုက်ရတယ်တက်ဖို့အတိုင်းပါတော့ထားလိုက်မယ်နော်ဟမ်တက်ဖို့အတိုင်းထားမယ်โอเคကျွန်တော်တို့အဲ့ဒါပြီးရင် start ကိုနှိပ်မယ်နော်အဲ့တော့ဒီနောက်မှာကျွန်တော် selector ပြီးဖို့ရတဲ့လိုအပ်တယ် selector ပြီးဖို့ရတဲ့လိုအပ်တယ်ဆိုတော့အလုံးကျွန်တော် selector ပြီးလိုက်မယ်ပြီးရင်ကျွန်တော်က okay လုပ်မယ်ပြီးရင် file ထဲမှာရှိတဲ့ data တွေအားလုံး ဒေတာရရှိနေလို့ရှိရင်အဲ့ဒေတာအားလုံးပြက်မယ်လို့ဆိုရင်အဲ့ဒါကျွန်တော် OK လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူကကျွန်တော်ရဲ့ USB band drive ထဲကိုသူက iOS file ISO file သူက boost လုပ်နေတာဖြစ်တယ်နော်ဒါဆိုရှင်သူကဒီမှာပြန်တက်လာကျွန်တော် yes close ကိုနှိပ်မယ်ဒါဆိုရှင်သူက ISO file ကိုသူက USB band drive ထဲမှာ boost လုပ်နေတာဖြစ်တယ်ဆိုတော့ အခုဒီလိုပုံစံမျိုးမြင်နေလိမ့်မယ်ဘယ်သူနောက်တစ်ဆင့်တက်လာတယ်ဒါတွေကျွန်တော်တို့က post လုပ်လိုက်မယ်ဒါရပြဿနာမရှိတဲ့ဟာပဲနော်ကဲဒါဆိုရှင်သူကဒီနာမှာသွားပြီးတော့ post လုပ်နေတာဖြစ်တယ်နော်ဒါတူကတရားရခိုင်နှုတ်ပြည့်တီတော့ဖို့လိုတယ်အဲတကြောင်မလို့ပါနော်။ဟဲ့။နန်းဒီဆောင်ပဲ။ ဆရာပြီးတော့မယ်ခဏဆောင်နော်တို့တရားရခိုင်တော့ပြီးတဲ့အချိန်ကျွန်တော်စောင့်မှာဖြစ်တယ်နော်